အတီကို surprise လုပ်ထားတာကားဝယ်ပြတာပေါ့အတီကကား accident ဖြစ်တယ်လေအတီညူရာပလာသားနေပြီးတော့ပြန်လာအမိုင်းနဲ့အပေါ်မှာသွားစားပြီးတော့သွားပြီးတော့ပြန်လာတဲ့အချိန်မှာကားတိုက်မှုဖြစ်တယ်ကားတိုက်မှုဖြစ်ပြီးမှအတီနှလုံးနဲ့သွေးဟိုပေါ့ဒီဂုတ်ပါထိသွားတယ်နှလုံးနဲ့ထိသွားတယ်ပြီးတော့သွေးသွေးပေါင်ချိန်မမှန်ဘူးပေါ့နော်အဲ shock ဖြစ်သွားတာပေါ့အတီရောကားကိုဝယ်တိုက်တာရှစ်တစ်ခုလုံးကျေသွားတယ်ဒါပေမဲ့အတီ အဲ့ရလေပြီးတော့အဲ့ဒီဆေးတော့စစ်တဲ့အခါမှာ shop ဖြစ်သွားတယ် shop ဆေးရုပ်တင်တာမဲ့ဥကအဲ့ဒီကိုအရန်ကြီးဆိုင်တယ်မိမရဲ့တမိုးလည်းကောင်းကောင်းကြီးနားလဲပါတယ်အတိလည်းအတိရောက်ကြောင်းလည်းတမိုးထားပါတယ်ဆိုတော့ဟိုမနေ့ကတော့သူ surprise လေးလုပ်ပြီးတော့ကားပေးတာပေါ့နော်ကားတော့3000ကျော်လောက်လမ်းပါတယ်တော့အဒီ PT ဖြစ်ပြီးပါတယ်ပြီးတော့အဒီကိုဘရက်ဘရက်တော့မဟုတ်ပေါ့ပေါ်ပါပေါ့ရှေပေါ်ပါကိုရှေပေါ်ပါ20ကျက်သား အာပတ်စံအိတ်ရွှေပတ်စံအိတ်က30ကျပ်သားနဲ့သိန်း300ကျော်အဲအနာကိုလည်းအဒီကို surprise လုပ်ဖို့လုပ်ထားတယ်ဆိုတော့အဒီတိရတာပေါ့နော် target တို့ရှောင်းဟိုကနေပြီးလုပ်ထားတာဆိုတော့အဒီကိုချွေးပါနေတူတူလေးပြောတာပေါ့အဲအဲ့ဒါလေးလက်ရှိပါတယ်အစီအစဉ်စိန်နန်းတော့နေပြည်တော်မြို့အကျန်းအကျိုးစိန်ရွှေနာထူးစရံဝယ်ကြီးလာပါပြီနော် Masla 20ရက်နေ့မှာ24ရက်နေ့ထိနေပြည်တော်ဇာရှိဆန္ဒ promotion area တွေငားရတဲ့အတိုင်းကျင်းပရောက်ချသွားမှာဖြစ်ပါတယ်အထူး promotion အနေဖြင့်စိန်နယ်များကို25ရာခိုင်နှုန်း discount နဲ့အလဲ0ဝင်စားမှုဝယ်ယူသည့်တံမိုးအလိုက်မြစ်ထလက်ဆ ောင်များအပြင်မဟာတကြံအချို့အထူးစီစဉ်များရှိလို့ကျန်းသာစစ်သူများကိုစိတ်နှံသောနေပြည်တော်မြို့ဂျန်ရှိဆန္ဒဆိတ်ရွှေနာအထူးစရာပွဲကြီးတွေလုံးဝလွတ်မခံမဲ့လာရောက်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကဲပါ63နှစ်ပြည့်ပါလေ63နှစ်ပြည့်ပြီခါးဆောင်ပြည့်ရောပြောလို့ပါအဲ63နှစ်ပြည့်တော့စစ်တပ်တပ်ပုံကြီးလာတာပေါ့နော်အဖွားကြီးဖြစ်လာပြီနှစ်တောင်ဒါအလူတွေချက်ချင်းတဲနဲ့ဆင်လို့ရလေအဲ့အတွက်ကောကုတ်မွေးနေတိုင်းမှာဘယ်လိုလေးကြည့်လို့ရလဲဒီနေ့မွေးနေမှနေမဟုတ်ပါဘူးအများကမွေးနေမွေးနေပါပဲ ဘာဖြစ်ဆိုအဒီအကုန်လုံးခုနှစ်သားသမီးရဲ့ဘွေးလေးဆိုတော့ရအဒီအမြဲတမ်းလှူဖြစ်ပါတယ်ဟိုအဆင်ပြေပြည်သူတို့အကုန်လုံးလှူတယ်လိုအပ်တဲ့နေရာလေးဖြည့်ဆည်းပေးရပြီးတော့ဆိုလာမီပိုင်းလိုတဲ့ဖုန်းကြောင်းတွေအဒီဖြည့်ပေးတယ်ပြီးတော့အဒီချွေးပြီးသားမှလည်းမရှိတဲ့ကြောင်းပါလဲအကြောင်းဆောင်ဆောက်ပြီးပါတယ်အဒီကို surprise လုပ်ထားတာကားဝယ်ပြီးတာပေါ့အဒီကကား accident ဖြစ်တယ်လေအဒီ user data နဲ့ပြီးတော့ပြန်လာအမကြီးနဲ့အပေါ်မှာသွားစားပြီးတော့စားပြီးတော့ ပြန်လာတဲ့အချိန်မှာကားတိုက်မှုဖြစ်တယ်ကားတိုက်မှုဖြစ်ပြီးမှအဒီနှလုံးနဲ့သူဟိုဒီဂုတ်ပါထိသွားတယ်နှလုံးနဲ့ထိသွားတယ်ပြီးတော့သွေးသွေးပေါင်ချိန်မမှန်ဘူးပေါ့နော်အဲဒီ shock ဖြစ်သွားတာပေါ့အဒီရောကားကိုဝေတိုက်တာရှစ်တစ်ခုလုံးကျေသွားတယ်ဒါပေမဲ့အဒီအဲ့ရလေပြီးတော့အဒီဆေးသွစစ်တဲ့အခါမှာ shock ဖြစ်သွားတယ် shock ဆေးရုပ်တင်တာမဲ့ဥကအဒီကိုအရင်ကြီးဆိုင်တယ်မိမရဲ့တမိုးလဲကောင်းကောင်းကြီးနားလဲပါတယ်အတိတဲ့အတိရောက်ကြောင်းလဲတမိုးထားပါတယ်ဆိုတော့မင်းကတော့ သူ separate လေးလုပ်ပြီးတော့ကားပေးတာပေါ့နော်ကားတော့3000ကျော်တော့လာပါတယ်တော့အဒီ PT ဖြစ်ပြပါတယ်ပြီးတော့အဒီကိုဘရက်ဘရက်တော့မဟုတ်ပေါ့ပေါ်ပါပေါ့ရှေပေါ်ပါကိုရှေပေါ်ပါမှာ20ကျပ်သားအာပတ်စက်အေးရွှေပတ်စက်အေးက30ကျပ်သားနဲ့3000ကျော် အဲ့အဒါကိုလည်းအဒီကို supply လုပ်ဖို့လုပ်ထားတယ်ဆိုတော့အဒီတိရတာပေါ့နော် target တို့ရှောင်းဟိုကနေပြီးလုပ်ထားတာဆိုတော့အဒီကိုချွေးပါနေတူတူလေးပြောတာပေါ့အဲအဲ့ဒါလေးလည်းရှိပါတယ်အစစ်စစ်ခုနှစ်ရက်ဖြစ်သွားပြီခုနှစ်ရက်ဖြစ်သွားပါတယ်ပြောပြပါဦးဘလို့ကြောင့်တော့ဒီခုနှစ်ရက်ခုနှစ်ပြီးချွေးဖြစ်တာဒီတိတွေဖြစ်တယ်လေလာစားလို့အများကြီးပဲလေဆိုတော့အခုလို့ မရှိတဲ့လူတွေပါတယ်ရှိတဲ့လူတွေပါတယ်ဆိုတော့ကြွေးရတာကပီတိတော်တော်ဖြစ်ပါတယ်ဆိုတော့သမီးဒီခင်းနေတယ်ဆိုတော့ဝိုးစစနဲ့အမေခမေရဲ့ခမေဒီကိုယူချင်တာပါမအားနာတာငါရဲ့ပဲလောက်ရတာဆိုတော့ချက်တဲ့ပြုတ်တဲ့ပူအားနာတာဒါပေမဲ့သူကအဆင်ပြေမယ်ဆိုရင်အဒီဆက်ပြီးလောက်ပါပါဟုတ်ကဲ့ပါအဲ့ဒီတိကိုချက်တဲ့ဒါခမေသာပြေပိတ်သက်တွေအတွက်ပူဆက်စကားလေးပြောပြပါဦးအာအဒီတို့ကြတော့လေရွှေချောကြွားတယ်ဝါတယ်ပေါ့နော်ဒါပေမဲ့အဒီတို့မြေတွေကတော်တော်ယုံငတ်ခဲ့ရတာပါဒါပေမဲ့ ီလိုရောက်ကန်ခဲ့တဲ့ဘဝကြီးကိုလည်းကျင်းတဲ့ငငယ်တော့ဆင်းရဲရဲ့ဘဝနဲ့တက်လာတယ်ဒီလိုလှုပ်ရှားခဲ့တဲ့အနီကောက်ဆူဆေးမှလည်းလုပ်တယ်အချောင်းသူရှင်တွေပါပြရတယ်ဆိုတော့ဘဝကြီးရဲ့ရောက်ကန်ကတော့ဟိုအခုနောက်ပိုင်းမှာအဒီအဆင်ပြေလာတယ်အဒီကန်လေးကောင်းလာတယ်အဒီကောင်းလေးကကောင်းလာတယ်အဒီဝူဒီယာစိုက်တယ်တော်ဝိရိယကံညံပေါ့နော်ညံသုံးတယ်ဆိုတော့အတိရဲ့စီဝါရည်တွေအစင်ပြေလာတယ်အိမ်လေးတွေဈေးတွေတက်လာတယ်ဆိုတော့အတိရအတိရအကုန်လုံးကိုအစင်ပြေခြင်းညာလေဆိုတော့အခုမရှိတဲ့လူတွေ စိတ်စိတ်တက်ကြနေတဲ့လူတွေလည်းအဲအတ္တီဘဝကြီးဖြတ်သန်းခဲ့တာရုပ်ပံနဲ့ဖြတ်သန်းခဲ့တာကိုကြည့်ပြီးတော့အတ္တီလိုပဲစိတ်အားတင်းပြီးတော့ရုပ်ပံပြီးလက်ခီးတွေဖြစ်ပြောင်းပြီးဖြစ်တာကြည့်ချင်ပါတယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါရှင်